ပေါ်တူဂီလူမျိုးနီးပြမော်ရင်ဟိုဟာဖီနာပါချီအသင်းအတွက်မူလာကိုခေါ်ယူချင်နေတာကြောင့်နွေရာသီမှာတူရီကီကိုပြောင်းရွှေ့လောင်ဆွဲဆောင်နိုင်မှုဆရာထက်တန်နေပါလေမူလာဟာတရားဒီအကုံမှာဘိုင်ယန်မြူးနစ်အသင်းကနေထွက်ခွာတော့မှာပါဂျာမန်ဝိုင်းရဲ့ကစားသမားမူလာဟာဘိုင်ယန်မြူးနစ်အသင်းမှာဆက်ရှိချင်နေပေမဲ့ကလပ်အသင်းကသူ့ကိုစာချုပ်တက်တန်တိုးဖို့ဆန္ဒမရှိတဲ့အတွက်အခြားအသင်းတွေကသူ့ကိုခေါ်ယူဖို့စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ Spurs ကဖီနာပါချီအသင်းဟာမူလာရဲ့လက်မှတ်ကိုရယူနိုင်ဖို့အတွက် အခြားအသင်းတွေထက်လက်ဦးမှုရယူဖို့ကြိုးပမ်းနေတယ်လို့ဖော်ပြထားတာပါ။နီပြမော်ရင်ဟိုဟာဖီနာပါချီအသင်းလူစီရင်တဲ့ကိုအတွေ့အကြုံရှိပြီးခေါင်းဆောင်နိုင်တဲ့ကစားသမားကိုထည့်သွင်းကြည့်နေတာဖြစ်ပါတယ်။ဖီနာပါချီအသင်းရဲ့တိုက်ဆက်မှုတွေဖြစ်တဲ့တာတစ်စ်နဲ့ဂျက်ကိုတို့ဟာထွက်ခွာသွားနိုင်ပွဲရှိနေလို့နီပြမော်ရင်ဟိုဟာသူတို့ရဲ့နေရာမှာထိတ်တန့်အဆင့်အစားထိုးမှုကိုရှာဖွေနေတာပါ။တာဒက်စ်အားတီယာဒီမာဖီနာပါချီအတင်းအတွက်79တွင်းပြီး9ဖန်တီမှု15ချိန်ပြုလုပ်ထားကဂျက်ကိုကတော့99တွင်းယူက9ဖန်တီမှု9ချိန်ပြုလုပ်ထားတာပါ ဒီကစားသမား2ဦးစလုံးကိုလက်လွတ်ခဲ့ရမယ်ဆိုရင်ဖီနာပါချီအတင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ဖို့ရှိနေတာပါဒါပေမဲ့မူလာလိုထိတ်တန်းစင်ကစားသမားကိုခေါ်ယူခဲ့ရင်ဖီနာပါချီအတင်းဟာပြည်တွင်းနဲ့ဥရောပပြိုင်ပွဲတွေမှာသူတို့ရဲ့ရည်မှန်းချက်ကိုအချက်ပြတလို့ဖြစ်သွားနိုင်ပါတယ်ဖီနာပါချီအတင်းဟာမူလာကိုတနစ်စာချုပ်နဲ့ကန့်လန့်ဖို့ပြင်ဆင်နေတာပါဒါပေမဲ့စွမ်းဆောင်ရည်နဲ့အပြန်အလှန်သဘောတူညီမှုကိုအခြေခံပြီးဒုတိယရာသီအတွက်စာချုပ်ကိုတက်တန်းတုပ်ဖို့ရွေးချယ်권ပါဝင်မှာဖြစ်ပါတယ်။ မူလာဟာလက်ရှိအချိန်မှာသူ့ရဲ့ဘိုင်ယန်မြူးနစ်အသင်းကစားသမားဘဝနောက်ဆုံးရာသီကိုစူပလာရယူပြီးအဆုံးသတ်ဖို့ရည်မှန်းထားတာပါ။ဘိုင်ယန်မြူးနစ်အသင်းအားဘွန်ဒက်လီကာပြိုင်ပွဲမှာအမပေးစရာအဆင့်နှစ်နေရာရပ်တည်နေတယ်။လီဗာကူဆင်အသင်းကိုရမှတ်6မှတ်ဖြတ်ပြီးဦးဆောင်ထားကချန်ပီယံလိပြိုင်ပွဲ quarter final ပထမကြော်ပွဲစဉ်မှာအင်တာမီလန်အသင်းကို2-0နဲ့အေးနိုင်ထားတာဖြစ်ပါတယ်။